စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကပါလဲဆိုတော့လေလူသားတွေရဲ့ဒီမွေးရပါလိုအပ်ချက်အဲ့ဒါကလူမှုဆက်ဆံရေးလိုအပ်ချက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီလိုအပ်ချက်နဲ့ဒီနေ့ခေတ် digital ကဘာကြီးရဲ့အခြေအနေအဲ့ဒါတွေကြာကဆက်နွယ်မှုအကြောင်းပါပဲอืมလူဆိုတာကတော့အခြေခံမှာတယောက်ထဲနေလို့မရဘူးအဖို့နဲ့နေရတယ်ဆိုတာကတော့ဟုတ်တယ်လေဟုတ်ပါတယ်ဒါမဲ့စိတ်ဝင်စားစရာကအခုနီးပညာခင်မှာအဲ့ဒီအခြေခံလိုအပ်ချက်ကိုဘယ်လိုခုံပေါင်းနေလဲဆိုတာပဲ အဲ့ဒီမှာဝီယိုရီတစ်ခုလို့ဖြစ်နေတာတွေ့ရတယ်လေဆိုတော့တကပါလုံးနဲ့ချိတ်ဆက်ဖို့ကအလက်တကံလေးဖြစ်သွားပေမဲ့ဟုတ်တယ်လွယ်လွယ်လေးပဲဟုတ်ဒါပေမဲ့တချိန်တည်းမှာပဲလူတွေကပူပြီးအထီးကျန်လာနေကိုခံစားရတယ်ဆိုတော့အချက်ပဲအဲ့ဒါနဲ့ပတ်သက်တဲ့သူတည်တနာအနေနဲ့တွေ့ရတယ်อืม online မှာတငယ်ချင်းတွေအများကြီး follower ထောင်ချီထောင်ချီရှိနိုင်နေတယ်ပေါ့ဟုတ်တယ်ဟုတ် friend request တွေလက်ခံလိုက်အောင်ပဲအစီနိုင်နေဆိုတဲ့တုံ့တက်ချက်တွေလည်းတွေ့ရတယ်ဗျာအဲ့ဒါကထင်းယုံထင်းမဖြစ်စေတာပေါ့နော်အဲ့ဒီအချက်ကပဲ ကျွန်တော်တို့အဓိကဆွေးနွေးရမယ့်အချက်စီရောက်သွားတာတကယ်လူဘဝမှာလေတကယ်ပျော်ရွှင်မှုစိတ်တက်ချမ်းခိုင်မှုကြားမာတဲ့လူအဖွဲ့စီအတွက်အရေးပါတာကအဲ့ဒီအရေးအတွက်လားဒါမှမဟုတ်တခြားရာတကူကူလားပေါ့ဟုတ်တယ်အဲ့ဒီမှာကျွန်တော်တို့ဖတ်ကြည့်တဲ့အရင်းအမြစ်တော်တော်များများမှာထက်တလဲလဲပြောနေတဲ့စကားလေးတစ်ခွန်းရှိတယ်ဟွန်းမာမြလေ friend request အခုငားလောင်ရတာထက်ကိုကိုတကယ်နားလေပြည်တယ်မိတ်ဆွေစစ်တယောက်ရှိတာကပို့တော်မှုရှိပါတယ်အာဟုတ်ပါတယ် အဲ့ဒါတကယ်ကိုအနှစ်ချုပ်စကားရဲ့ပင်နော်လက်တွေ့ဘဝမှာ offline မှာတိဆောက်ရတဲ့ခိုင်မာတဲ့ဆက်ဆံရေးဒီရဲ့တံပေါ်ကတကယ်ကိုမတူဘူးဟုတ်တယ်အဲ့ဒါဘလို့တံပေါ်ရှိတာလဲဆိုတော့တို့တော့ shoot out မျိုးစုံကနေပြောပြရတာတွေ့ရတယ်ဟုတ်ကဲ့အုံးမကိုကိုတကယ်နားလဲပေးနိုင်တာမျိုးပေါ့ကိုအားနေချက်တရော အာသာချက်တရောတိပြီးလက်ထံပေးတာ မမဲအခက်ခဲကြုံလာတဲ့အခါဘေးနားမှအားပေးဖို့တကယ်ရှိနေတာမျိုးမှန်ပါတယ်ပြော်တာဝမ်းနေတာတွေကိုဟန်ဆောင်မဟုတ်ပဲအတူတူမျက်ဝေခန်းစားနေတာဗောလီ အဲ့ဒါတွေကတံပိုးဖြတ်လို့မရဘူးဟုတ်တယ်တချို့လိလမှုတွေမှာဆိုရင်အဲ့လိုခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့သူတွေက စိတ်ဖိစီးမှုဟော်မုန်းတွေတောင်းနေတယ်လို့ဆိုထားတယ်ဟုတ်ကဲ့ကော်ဒီဆိုပမာနနေပြီးကိုခံစားအောင်ပိုကောင်းတယ်ဆိုတဲ့တွေ့ရှိချက်တွေရှိပါတယ်ဒါကစိတ်ကျမ်းမာနေတဲ့တိုက်ရိုက်ဆက်ဆက်နေတာပေါ့ဟုတ်ပါစိတ်ပညာဆောင်းပါးတွေမှာလည်းဒီလိုအားကိုးရတဲ့ဆက်ဆံရေးတွေက အထီးကျန်တာ စိတ်ကြကြတာတွေကိုခုခံကောက်ွယ်ပြီးတဲ့အကောက်ွယ် buffer effect လို့ဖြစ်နေတယ်လို့ဆိုရဲအတိအကျပါပဲကိုဘက်မှာနားလဲပေးမဲ့သူရှိတယ်ဆိုတဲ့အတိလေးကကိုဘဝရဲ့ဒုက္ခတွေကိုရင်ဆိုင်ဖို့ခွန်အားချစ်စေတာလीဘဝကိုပိုပြီးအတိတ်ပဲရှိစေတယ်ဒါပေမဲ့တခုရှိတာကအဲ့လိုတံပိုးရှိတဲ့ဆက်ဆံရေးတွေက digital လို့ click တစ်ချက်နဲ့ရတာမျိုးမဟုတ်ဘူးပေါ့ဟုတ်တယ်ဟုတ်အဲ့ဒါကိုလည်းတတိပေးထားကြတယ်အချိန်ပေးရတယ်ဂရုစိုက်မှုကအပေါ်ရာဘဟုတ်ဖဲစစ်မှန်မဟုတ်လို့လေ အပြန်လည်နားလည်မှုယုံကြည်မှုတည်ဆောက်ရတာပေါ့နော်ဟုတ်ကဲ့တဖြည်းဖြည်းနဲ့တည်ဆောက်ရတာ online ပေါ်ရရတဲ့အဆက်အသွယ်လေး oh week ties လို့ခေါ်မလားอืมခပါပါအဆက်အသွယ်လေးဟုတ်တယ်အဲ့ဒါတွေကတတဲ့အချက်လက်အတွက်တော့အသုံးဝင်နိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာအားပေးမှုအတွက်လို strong ties ခေါ်ခိုင်မာတဲ့ဆက်ဆံရေးတွေကိုတော့အစားမထိုးနိုင်ဘူးလို့ဆိုတယ်အထူးတပင်းလူငယ်တွေအတွက်စွင့်စရာတခုကိုလည်းထောက်ပြထားတာတွေ့ရတယ်။ဟို like တွေ share တွေ follower ရေးတွေ့တယ်။အာဟုတ် ဲ့ဂိန်းကနန်းနေဟင်တဟဲလိုက်နေတာဟုတ်တယ်အဲ့ဒါတွေကိုပဲအာယုံစိုက်နေရင်နဲ့တကယ်ပြောရမှာအရေးကြီးတဲ့ဆက်ဆံရေးတွေတိဆောက်ဖို့မေ့တော့မှာဒါမှမဟုတ်အချိန်မပေးနိုင်တော့မှကိုစိုးရင်ရတယ်လို့ဆိုတယ်မှန်ပါတယ်အွန်လိုင်းကပြတဲ့ဒူမြားတွေရဲ့အကောင်းဆုံးပုံရိပ်တွေနဲ့ကိုကိုကိုရှင်မိတာမျိုးတွေကလည်းကိုတောင်ဖို့ကိုထိခိုက်စေနိုင်တယ်လေဟုတ်ပါတကယ်တော့လူချင်းမျက်နှာချင်းဆိုင်တွေ့ရတဲ့အခါရတဲ့နှွေးထွေးမှုမျိုးဟုတ်ကဲ့ အမှုရာတွေမျိုးလုံးချင်းစကားပြောတာတွေအတူတူအချင်းကုန်တာတွေကရတဲ့ခံစားမှုကဘယ်လို emoji နဲ့မှဘယ် notification နဲ့မှအစားထိုးလို့ရပါဘူးဟုတ်တယ်တချို့ဆိုဥနောက်ထဲကစာနာမှုနဲ့ဆိုင်တဲ့အာယုံကြော်တွေကိုပူတော်လုံးစော်ပြနိုင်တယ်ဆိုလာပဲဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတော့လေဒီဆွေးနွေးမှုတွေအောင်းတော့ကိုခြုံကြည့်လိုက်ရင်အဓိကပြောချင်တာကတော့အဲ့ဒီစကားစုလေးပဲ friend request နားထောင်ထက်နားလေပေးတဲ့တယောက်ကပူတန်တယ်ဟုတ်ကဲ့အရေးအတွက်ထက်အရေးအတွေးကအဓိကကြားတယ်ဆိုတာပါပဲ အဲ့ဒီတကယ်တန်ဖိုးရှိတဲ့လူထားချင်းဆက်ဆံရေးတွေကိုတန်ဖိုးထားပြီးတော့အချင်းပေးတည်ဆောက်ဖို့မြန်နှို့ဖို့လိုတယ်ဆိုတော့ကိုပဲဒီရွံ့မြတ်တွေကအတိအကထောက်ပြနေတာပါအဲအဲ့ဒါကိုအတွက်ရောကိုပဝင်းကျင်တွေထွက်ပါအရေးကြီးဆုံးယင်းနှမြုံနံမှုတစ်ခုလို့တောင်ပြောလို့ရမယ်ထင်တယ်ဟုတ်ကဲ့ဒါပေမဲ့နောက်ဆုံးစစ်စားစရာလေးတစ်ခုခြံခဲ့ကျင်တာကဟုတ်ကဲ့ကောင်းပြီဒီလိုဆက်ဆံရေးတွေတန်ဖိုးကိုတီးပြီးတိဆောက်ဖို့လဲစ조사နေပြီဆိုပါတော့ ဒါပေမဲ့ဒီနေ့ခေတ်လိုအမြဲတမ်းအာယုံနောက်စရာတွေ digital ကဆွဲဆောင်နေတဲ့အရာတွေကြားထဲမှာအဲ့ဒီတန်ဖိုးရှိတဲ့ဆက်ဆံရေးတွေကိုနေ့စဉ်ပွားမှာဘယ်လိုသတိတရားနဲ့တက်တက်ကြွကြပြုစုဖြိုထောင်ရမလဲ။อืมအဲ့ဒါကတော့တကယ်စင်ခေါ်မှုတစ်ခုပဲเนาะအမြဲတမ်းတတိချပြီးစူးစမ်းနေရမယ့်အရာတစ်ခုပေါ့။ကိုကိုကိုပြန်မေးနေရမယ့်မေးခွန်းတစ်ခုอ่ะဟုတ်ပါတယ်။အဲ့ဒီမေးခွန်းလေးနဲ့ပဲဒီနေ့တည်းကျွန်တော်တို့ရဲ့စူးစမ်းချက်ကိုအဆုံးထပ်လိုက်ချင်